နွေရည်ကြောင်မေးရက်ကိုရောက်လာတဲ့အခါမှာတော့မယာမူရွားနဲ့ဆော်လေးတွေကကမ်းခြေမှာအပန်းဖြေဖို့ထွက်လာခဲ့ကြပါတယ်။ဂျမာရာတယောက်ကတော့ဆာမွေဘွဲကြထားလို့နွေရည်ကိုစားဆာမွေဘွဲပြန်ဖြေဖို့အတန်းပြန်တက်နေရပါတယ်။စကားနဲ့တဲ့မိန်ကလေးတယောက်နဲ့ငချွတ်နှစ်ကောင်ကလည်းဂျမာရာလိုပဲကိုစားပြန်ဖြေကြရပါတယ်။ကိုယ်စားပြန့်ပြေတာတော့လေးကောင်လုံးအောင်မမရတာကြောင့်နောက်ရက်မှထပ်ဖြေကြရမှာဖြစ်ပါတယ်။ဘူပိတ်တော်တဲ့ယာမာတာလဲစိတ်ငင်းငင်းနဲ့အခန်းစီပြန်လာတဲ့အခါမယာမူလာတို့တတိုက်ကိုတွေ့လိုက်ရပါတယ်။ ဆုံးမတွေအကြောင်းရေးထားတဲ့ဒန်နာယီစာအုပ်အတွင်းနဲ့ကတောင်းရိပ်ပစ္စည်းစတိုကန်ထဲမှာရှိရဲဆိုပြီးတဲလွန်စာရထားကြပါတယ်။ဒါပေမဲ့ဒီအခန်းတော်ကိုကင်တဲ့ဆရာမကကြောင်းမလာတာကြောင့်ဝင်လို့မရပဲဖြစ်နေကြပါတယ်။အတွင်းနဲ့စာအုပ်ရှာမရသလိုကုစားလည်းမဖြစ်နိုင်တာကြောင့်ရာမာဒါကစိတ်ညစ်နေပြီးသူ့ကိုတနာလို့ရှီရွားရှိကခန္ဓာကိုယ်လဲပေးလိုက်ပါတယ်။ဒီလိုနဲ့ရာမာဒါတယောက်ကန်းကြီးမှာဂဲခွင့်ရခဲ့ပြီးရှီရွားရှိကတော့စာသင်ခန်းထဲရောက်သွားပါတယ်။ဆရာကစာပြန်သင်ပေးရင်မေကွန်းမေးလာတဲ့အခါငချိုလေးကမဖြစ်နိုင်ဖြစ်နေတာကိုရှီရွားအရှိကအဖြေပြောပြပေးလိုက်ပါတယ်။ အထားအပြင်ရှီရွားအရှိကမေခွန်းနှန်းကိုထားပြနေတာကြောင့်ငချိုလေးတွေရဲ့အမြင်မှာယာမာဒါကစာရနေတယ်ဆိုပြီးထင်သွားပါတယ်ငချိုလေးတွေကယာမာဒါကိုအတုံးချရအောင်ဆိုပြီးစကားနဲ့တဲ့မျက်မှန်နဲ့စော်လေးကိုပြောသွားပါတယ်မှန်ကြောင်မာလေးကလည်းတငယ်ချင်းဖြစ်ရှင်နေဆိုပြီးပြောလာတာကြောင့်ရှီရွားအရှိကလက်ခံလိုက်တဲ့အခါရုတ်တရက်နန်းလာခဲ့ပါတယ်သူမနာမည်ကတော့အိုဆိုကဖြစ်ပြီးတငယ်ချင်းဖြစ်တဲ့အနေနဲ့နန်းနာဆိုပြီးပြောခဲ့ပါတယ်ဒီအကြောင်းကိုရှီရွားအရှိကမီယာမူရာတို့စီပြန်ပြောပြပါတယ်အိုဆိုကကခန္ဓာကိုယ်ပြောင်းနိုင်သွယ်ရှိတဲ့ရှီရွားအရှိကိုနိုင်ခဲ့ပေမဲ့ဘာမှမဖြစ်ခဲ့ပါဘူးဆုံးမအချင်းချင်းနိုင်ရင်အစွမ်းမထီရောက်သလိုအိုဆိုက ရဲ့ဘယုတ်ကြတဲ့အနမ်းကြောင့်သူမဟာသုံးမဆိုတာကိုသိလိုက်ရပါတယ်။သုံးမဆိုတာတေးကြပေမဲ့အစွမ်းကိုမသိရသေးတာကြောင့်ကော်ပီအစွမ်းရှိရဲ့ယာမာဒါကိုအိုဆိုကားနဲ့အနီးကနေဖို့ရှိရာအရှိကပြောပါတယ်။အဲဒါကြောင့်စာမရတဲ့ယာမာဒါကကုသအတန်းစီပြန်လာခဲ့ရပါတယ်။အိုဆိုကားကနန်းလိုက်မိတဲ့အတွက်တောင်းပန်ပြီးနောက်ထပ်ဖြစ်လာတော့မယ့်အရာတွေကိုမအံ့ဩဖို့ယာမာဒါကိုလာပြောပါတယ်။အိုဆိုကားကသူမရဲ့အစွမ်းအလုံးမဖြစ်တော့မကြိုက်မိပဲဖြစ်နေပြီးနောက်ထပ်စာမွေးပွဲဖြေတဲ့အခါမှာတော့အကောင်လုံးစာမွေးပွဲထွက်ကြပါတယ်။ ယာမာဒါကအိုဆိုကာရဲ့ရည်ရွယ်ချက်ကိုသိကျင်လို့ပေါ်တင်မေးလိုက်ပေမဲ့သူမကတော့ရှောင်ပြေးသွားခဲ့ပါတယ်။ယာမာဒါသူ့အခန်းကိုပြန်တဲ့ဒီတစ်ခေါက်မှာတော့အိုဒါကီရီတို့လည်းရောင်းနေခဲ့ပါတယ်။အတွင်းနဲ့စာအုပ်ရှိနိုင်တဲ့စတိုအခန်းရဲ့တော့ကုစားအတန်းကိုစောင့်ကြည့်မိနေတဲ့ဆရာကအစားယူထားတဲ့ဆိုတာအိုဒါဂီရီကပြောပြပါရင်အဲဒါကြောင့်ကုစားပြန့်ဖြစ်နေရတဲ့ယာမာဒါတို့စာမွေပွဲမအောင်မခြင်းအခန်းထဲကိုဝင်လို့ရမှာမဟုတ်တော့ပါဘူး ဒီမတိုင်ခင်မှာအိုဆိုကာကစာမွေးပွဲကိုအတူတူဖျက်ချော့ရအောင်ဆိုပြီးယာမာဒါကိုပြောခဲ့တာကြောင့်သူမရဲ့အစွမ်းနဲ့တခုခုလုံနိုင်မယ်ဆိုပြီးတွေးမိလိုက်ပါတယ်။သူမရဲ့အစွမ်းကိုတေချာသိနိုင်အောင်လို့ဒီတစ်ခေါက်မှာတော့ copy အစွမ်းရှိတဲ့ယာမာဒါကအိုဆိုကာကိုနိုင်ရတော့မှာဖြစ်ပါတယ်။ရှီရွားရှိကယာမာဒါခန္ဓာကိုယ်ထဲဝင်ပြီးအိုဆိုကာနဲ့နန်းနိုင်ဖို့တွားရောက်ညီနိုင်ပါတယ်။အဲအချိန်ရှီရွားရှိကသူခန္ဓာကိုယ်ကိုရေချိုးပေးဖို့ယာမာဒါကိုမှာခဲ့တာကြောင့်ယာမာဒါလည်းရေပူစမ်းစီရောက်လာခဲ့ပါတယ်။ တန်ကောင်းချင်းတော့အိုဒါခိရီပါရှိနေပြီးမင်္ဂလေးချင်းအထင်နဲ့လိုက်ပြီးပူပန်နေတာကြောင့်ယာမာဒါလည်းခက်ခွက်ခါနေနေပါရင်အဲ့ဒီလိုမူမမှန်တဲ့ပုံစံကြောင့်အိုဒါခိရီလည်းယာမာဒါဆိုတာတီးသွားခဲ့ပြီးရှက်နေခဲ့ပါရင် အဲအချင်းယာမာဒခန္ဓာကိုယ်နဲ့ရှီရွားအရှိပြန်ရောက်လာခဲ့ပြီးအိုဆိုကားနဲ့နန်းနိုင်ဘူအတွက်နေရာချင်းခဲ့ကြောင်းပြောပါရင်အဲနောက်တော့ယာမာဒလည်းအိုဆိုကားနဲ့နန်းခဲ့ပြီးဘာအဆွမ်းလဲဆိုတာသိရအောင်မီယာမူရာနဲ့အီတိုတို့ကိုပါထပ်နံခဲ့ပါရင်ဒါပေမဲ့ဘာမှမပြောင်းလဲတာကြောင့်အိုဒါဂီရီရဲ့ညှို့ယူတဲ့အဆွမ်းလိုမျိုးအချင်းကြမ်းမအဆွမ်းပြလိုက်မယ်လို့တွေးပြီးညှားအိလိုက်ရပါရင်အဲ့ဒီကြတဲ့အချင်းယာမာဒတယောက်အိုဆိုကားရဲ့အတန်ကြီးကိုကြားလိုက်ရပြီးလန့်လို့လာခဲ့ပါရင် တကယ်တော့အိုဆိုကားရဲ့အစွမ်းကစိတ်ချင်းဆက်သွယ်တဲ့အစွမ်းဖြစ်ပြီးအိုဆိုကားကသူ့ကိုလာတွေ့ဖို့နေရာချိန်လိုက်ပါတယ်။ရမန္တာလည်းမနက်မိုးလင်းတာနဲ့တွားတွေ့ခဲ့ပြီးအိုဆိုကားကအပြင်းမသာစကားနဲ့ပင်မဲ့စိတ်ထဲမှာဆိုရင်တော့လေးသမမဘုံမူးအထာနဲ့စကားပြောပါတယ်။ ။အိုဆိုဂါရဲ့အဆောင်ကဘသူနဲ့နန်းနန်းအလုပ်ဖြစ်ပြီးသူမဘက်ကနေဆက်သွယ်လို့ရတယ်လို့ယာမာဒါဘက်ကလည်းစိတ်ချင်းဆက်သွယ်လို့ရပါတယ်။ဒါပေမဲ့ဆက်သွယ်နိုင်မှုဆိုရင်ကိုဆက်သွယ်မဲ့လူရဲ့မျက်နှာကိုစိတ်ထဲမှာတေချာပုံဖော်ရမှဖြစ်ပြီးယာမာဒါကပုံဖော်နိုင်သွယ်မရှိလို့ဆက်သွယ်ဖို့ခက်ခဲနေပါတယ်။ဒီအသွားရဲ့ပိုးပြီးမိုက်တဲ့အခြားကတခါအနန်းခိုင်းရတာနဲ့အနန်းခိုင်းရတဲ့လူအချင်းချင်းကပါဆက်သွယ်နိုင်ကြပါလိ။အိုဆိုကကငချိုကောင်တွေကိုပါနှမ်းထားတာကြောင့်အဲ့ဒီငချိုကောင်တွေကပါယာမာဒါနဲ့ဆက်ချင်းဆက်သွယ်နိုင်ပါလိ။ဒီအသွားနဲ့စာမွေပွဲအောင်အောင်စူးစမ်းကြရမှဖြစ်ပေမဲ့သူတို့လေယောက်လုံးမှဘယ်သူကမှစာမရကြပါဘူး။အဲ့ဒီအခြားကြောင့်ယာမာဒါတို့တသ ိုက်ခေါင်းစားနေတဲ့အချိန်ဘေးမှရှိတဲ့မေယာမူရွားကစိတ်ထဲကနေနိုးရီနိုးရီဆိုပြီးအော်နေတာကိုကြားလိုက်ရပါတယ်။ယမတာကမေယာမူရွားနဲ့နန္ဒရာဖြစ်ပြီးမျက်နှာပုံဖော်နိုင်တဲ့မေယာမူရွားကယမတာကိုဆက်သွယ်နိုင်နေပါတယ်။မျက်နှာပုံမဖော်နိုင်တဲ့ယမတာကသူ့ကိုတင်ပေးဖို့ပြောတဲ့အခါမေယာမူရွားကသူ့နဲ့အဆူကားတို့ရဲ့ဓာတ်ပုံတွေကိုထုတ်ပေးလာပါတယ်။ဓာတ်ပုံတွေကြည့်ပြီးတော့ယမတာကမေယာမူရွားတို့ကိုဆက်သွယ်နိုင်သွားပါတယ်။ဆာမီဘုရားအခန်းထဲရောက်တဲ့အခါယမတာကမေကုန်းနေပြောပြတာကိုမေယာမူရွားကအဖြစ်ပြန်ရွက်ပေးရပါတယ်။ အဲ့ဒီအဖြေကိုလည်းယာမာဒါကနေတဆင့်အိုဆိုကားတို့ကိုပြန်ပြောပြနေရတာကြောင့်အချိန်မလောက်မှဆိုရင်ရပါတယ်။အဲဒါကြောင့်ယာမာဒါတယောက်ထဲကပဲအဖြေတွေကိုအရင်ရအောင်လုပ်ပြီးနောက်ဆုံးအချိန်လေးမှာအိုဆိုကားတို့ကိုပြန်ပြောပြလိုက်ပါတယ်။ဒီလိုနဲ့ပဲစာမရတဲ့ကောင်တွေစာမပွဲအောင်သွားခဲ့ပြီးနောက်ဆုံးမှာတော့စတူအခန်းနဲ့ဝင်လို့ရတော့မှာဖြစ်ပါတယ်။တကယ်အထက်ကိုဝင်နိုင်တဲ့နေ့မှာတော့ဘာသာအုပ်မှရှိမနေတာကိုတွေးလိုက်ရပါတယ်။ အဲအချိန်အခန်းတော့ကိုင်းတဲ့ဆရာမကြီးရောက်လာခဲ့ပြီးဒီအခန်းကိုအခြားအသင်းကလည်းသုံးတာကြောင့်ပစ္စည်းတွေကိုလွှတ်မြောက်လိုက်ပြီးဖြစ်ကြောင်းပြောပြပါရယ်သူတို့လိုချင်နေတဲ့အတော်နှစ်ကိုမတွေ့ရပေမဲ့အိုဆိုကာကသုံးမဆိုတာကိုသိခဲ့ကြရပါရယ်အထာအပြင်နွေရာသီအားလဲရိုက်တွေကလည်းကြံနေသေးတာကြောင့်ပျော့ပျော့ကြီးခဲ့ဖို့ဆုံးဖြတ်လိုက်ကြပါရယ်ဒါပေမဲ့စတူအခန်းထဲကပစ္စည်းတွေကိုအခုလိုလက်လွတ်စက်ပဲလွှတ်ပြနိုင်တာကကောင်းစီဥက္ကဋ္ဌတယောက်ပဲရှိတယ်ဆိုတာမိယာမူရာကပြောပြပါရယ်အဲနောက်မှာတော့ကန်းချင်းမှာစော်လေးတွေနဲ့အပြက်ခဲကြပြီးညရောက်တဲ့အခါမှာတော့မရှူပန်းတွေနဲ့ပျောက်တွေစီစဉ်ကြပါရယ်ရှီရောရှိကလည်းဖျက်သီးလောက်ရှိတဲ့ပျောက်ကြီးကိုမင်းကြီးခိုင်းတာကြောင့်ရမ ာတာလည်းညှိပေးလိုက်ရပါတယ်။အဲနောက်ယာမာတာကသူတတိထားမိတဲ့အချက်တစ်ချက်ကိုပြောပြပါတယ်။ကိုရောက်ရှိနေတဲ့အခြေအနေမှာမပျော်ရွှင်ခဲ့တဲ့ရှီရာရှိဟာခန္ဓာကိုယ်ပြောင်းနိုင်တဲ့အဆောင်းရရှိခဲ့ပါတယ်။ကျောင်းကောင်စီဥက္ကဋ္ဌဖြစ်ရှင်တဲ့အိုဒါကီတွေကနောက်လိုက်တွေလိုချင်ခဲ့ပြီးညှို့ယူတဲ့အဆောင်းရရှိခဲ့ပါတယ်။စကားပြောဆိုရမှာအခက်အခဲရှိတဲ့အိုဆိုကာကတော့စိတ်ချင်းဆက်သွယ်နိုင်တဲ့အဆောင်းရရှိခဲ့ပါတယ်။အဲဒါကြောင့်စုံမတို့ရဲ့အဆောင်းနေဆိုတာသူတို့ကိုယ်တိုင်ကလိုချင်တောင်းတာလို့ရလာခဲ့တာဆိုပြီးယာမာဒါကပြောပြပါတယ်။ယာမာဒါကိုယ်တိုင်ကတော့ဘာတွေကိုလိုချင်တောင်းတာခဲ့လို့ကော်ပီအဆောင်းရလာခဲ့တာလဲဆိုတာမသိဘဲဖြစ်နေပါတယ်။ ဆုံးမတွေအကောင်လုံးကိုရှာပြီးရင်တော့ဒီအဖြစ်ကိုရှာတွေးမယ်လို့ယုံကြည်နေပြီးဆုံးမတွေအကောင်လုံးကိုရှာဖို့ရာမာဒါကဆုံးဖြတ်လိုက်ပါတယ်။ရှီရာရှိကလည်းရာမာဒါဘာကိုတောင်းတာခဲ့လဲဆိုတာသိချင်တယ်လို့ပြောပါတယ်။နှစ်ယောက်တည်းကြည်နူးနေတဲ့အချိန်အကောင်လုံးရောက်ချလာတဲ့အခါရာမာဒါကဆုံးမနောက်တစ်ယောက်ကိုဒီကြောင်ပြောပြလာပါတယ်။